ဒီဗီဒီယိုလေးကတော့နမရဲ့ template လေးတွေအကြောင်းနမကပြောပြချင်ပါတယ်။အဲ့တော့နမတို့တွေအခုခေတ်မှာဒီလိုမျိုးအပူခံအေးခံတဲ့ခွက်ကလေးတွေကအရန်လေးတုံးကြတယ်။နမလည်းအရန်ကြိုက်တယ်။အဲ့တော့နမရဲ့ခွက်တွေဆိုလို့ရှိရင်အများကြီးဝယ်ဖြစ်တယ်ပေါ့နော်။အဲ့ဒီထဲကမှနမအကြိုက်ဆုံး၃ခွက်ကိုနမကဒီနေ့ရွေးထားပါတယ်။အဲ့တော့တစ်ခွက်ချင်းစီအကြောင်းလေးတွေကိုနမဒီနေ့ပြောပြမယ်နော်။အဲ့တော့နမဇေအသက်တာဆုံးကနေပြီးတော့စပြီးတော့ပြောပြပါမယ်။အဲ့ဒီဇေအသက်တာဆုံးအခွက်ကလေးကတော့ဒီခွက်ကလေးဒါလေးက lock and lock က ခွက်ကလေးပါအဲ့တော့ lock and lock ကတော့ time မှာအဓိကရောင်းနေပေါ့နော်အဲ့တော့နည်းကဒါလေးကိုနည်းက time lazada ကနေပြီးတော့နည်းကကိုတိုင်းမှာတာအဲကိုလည်း online shop လုပ်တယ်ဆိုတော့ကို shop အတွက်ဝင်နေနည်းကကိုတိုင်းမှာလိုက်တာပေါ့နော်အဲ့တော့ဒီခွက်ကလေးကကြတော့နည်းကတူတူက950 ml စမ်းတယ်အာပြီးတော့သူ့ရဲ့အပူခံနှုံးကတော့ဒီ၃ဘူးထဲမှာဆိုရင်သူကတော့အနိုင်ဆုံးပဲပေါ့နော်အပူခံနှုံးအေးအေးခံနှုံးကတော့သူကတော့အချိန်အတိုဆုံးပဲဒါပေမဲ့သူကအဲဘူးလေးကနည်းကအရင်ဦးဆုံးဝယ်တဲ့ ခွက်ကလေးပေါ့နော်အဲ lock and lock မှာနည်းအရင်ဦးဆုံးဝယ်တဲ့ခွက်ကလေးဒါလေးကအဲဘယ်လိုပြောမလဲ aesthetic look လေးပေါ့နော်အဲ့လိုမျိုးရှင်းရှင်းကလေးပေါ့အဲ့ကြောင့်မလို့နည်းကဒီခွက်ကလေးဝယ်ပြစ်တာအဲ့တော့ဒါက ဈေးနှုန်းအားဖြင့်ဆိုလို့ရှိရင်တော့ဘတ်900ဝင်းကျင်မှာရှိတယ်ဒါကပူအဲယူရီးယားပြည်တွင်းပို့ကတွေဗမာပြည်ကိုပို့ကတွေအဲဒီ supplier fees တွေဒါတွေမပါသေးဘူးပေါ့နော်သူ့ရဲ့ original price ကိုက900ဝင်းကျင်ပေါ့နော်တစ်ခါလေး sales ချလို့ရှိရင်လည်းပို့ပြီးတက်တာတာမျိုးရှိရဲအဲ့တော့ဒါလေးကနာမည်တူဒီကသူကတော့အဲ lock unlock လုပ်လို့ရတယ် lock လုပ်ထားတယ်ဆိုလို့ရှိရင်ဒီမှာနှိပ်တယ်မပွင့်ဘူး lock ဖြီးလိုက်တယ်ဆိုလို့ရှိရင်နာမည်တူနှိပ်လိုက်ပြီဆိုရင် ဝင်လာရပေါ့နော်။ तू ကတော့ခွက်တောက်တဲ့နေရာလေးကဒီလိုလေး။အော်နမေတို့ဟိုးကိုဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ तू อ่ะဒီလိုလေးပေါ့เนาะအဲ့တော့ဒီမှာ तू อ่ะ ဒီလိုမျိုးသူကတော့အဖုံးကတစ်ထက်ပဲဒီလိုဖွင့်လိုက်ပြီးဆိုရှင်ဒီမှာမြင်နေရတယ်ဒူးရိုပေါက်ဖြစ်သွားပြီအဲဒူးရိုပေါက်ဖြစ်သွားပြီဆိုလို့ရှိတော့အပြင်ကလေကအထဲကိုရောက်တယ်ပေါ့နော်အဲကြောင့်မို့လို့သူကတော့အအေးခံတာအနည်းဆုံးပဲပေါ့ဒါနဲ့ခမန်းချီလောက်ဆိုလို့ရှင်တော့3 4နာရီလောက်ပဲခံတယ်ပေါ့နော်ဒါလေးကအာဒါမဲ့ငါ50မီလီစမ်းတယ်ဆိုတော့လည်းမစိုးဘူးပြီးတော့ look လေးကလည်းနည်းနည်း aesthetic ဖြစ်တယ်ပေါ့နော်အဲအဲ့လို vibe လေးဆိုတော့နည်းနည်းကအဲ့ဒါလေးကိုဒါလေးကိုပထမဆုံးဝယ်တာပါဒါလေးလည်းကြိုက်ပါတယ်โอเคအဲ့ဆိုလို့ရှင်နည်းနည်းဒုတိယတစ်ခုလေးကိုဆက်ပြီးတော့ပြောပြမယ် โอเคအဲ့တော့ဒါလေးကတော့နောက်ထပ်ဒုတိယတစ်ခုပေါ့เนาะဒါလေးလဲ lock and lock ပဲအာသူလေးကတော့အယောင်လေးတွေနဲ့လာတယ်နမက်ကပန်းအောင်နဲ့ခရမ်းအောင်လေးသူကခရမ်းအောင်နဲ့အဝါအပန်းလေးလာမသိပြီးအဝါရောင်လေးအဲ့အဲ့လိုအမိမဆန်ဆန် color လေးပေါ့เนาะအဲ့ကြောင့်မလို့ color လေးကြိုက်လို့ဝယ်လိုက်မိတာနမက်ကဒါလေးကိုအသူကတော့480 ml ပဲဆန်တယ်ပို့ပြီးတော့ mill နေသွားရယ်ပေါ့เนาะဒါပေမဲ့ cap holder အတွက် သူကအဲလှုပ်ထားပြီးသားပေါ့နော်အောက်မှာဒီလိုလေးဆိုတော့ cap holder မှာထည့်လို့ကားခွက်တွေပါတယ်ထဲမှာ cap holder ထဲမှာကွက်တီဖြစ်တယ်ပေါ့နော်အဲအဲ့လိုလေးပြီးတော့ဒါကဒီ lock and lock chain အတူတူဒီဟာဒီအဖြူလေးထက်ဘာပိုကောင်းွားလဲဆိုတာကိုနည်းနည်းကဆက်ပြီးတော့ပြောပြမယ်အဲ့တော့ဒီဟာမှာကသူကအဲနှစ်ထပ်အဖုံးကနှစ်ထပ်ဖြစ်သွားတယ်အဲအကြောင်းမို့လို့ပို့ပြီးတော့လဲအေးဦးအဲအပူကိုကြာကြာထိန်းနိုင်တယ်ပေါ့နော်အဲ့တော့ထုံးစံ lock and lock ရဲ့ထုံးစံအတိုင်းပဲအာသူကတော့ lock လေးပါတယ်ဒီလို lock လုပ်လိုက်ရင်အာနှိပ်လဲဖွင့်လို့မရ တော့ဘူး lock ဖြုတ်လိုက်တယ်ဆိုရင်ပွင့်သွားရယ်ပေါ့နော်โอเคအဲ့တော့အဲထဲမှာဒီလိုလေးသူ့ရဲ့ပို့ပြီးတော့အေးခံရတဲ့အကြောင်းအရာကိုနည်းနည်းဖွင့်ပြမယ်အဲ့တော့ဒါလေးကသူကအဖုံးနှစ်ထပ်ပါတယ် ဒီလိုလေးအဖုံးလေးနှစ်ထပ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဘာကောင်းသွားလဲဆိုတော့နမဲတို့အဲဒီမှာနမဲအဖုံးဖွင့်ပြမယ်ဖွင့်လိုက်လို့ရှိရင်ဒီမှာဒိုးရိုပေါက်ဖြစ်တယ်အာဒိုးရိုပေါက်ဖြစ်တဲ့ဟာကိုဒီဟာလေးနဲ့ပိတ်ထားလိုက်တဲ့အခါကျတော့အပြင်ကလေကအထဲကိုမဝင်တော့ဘူးဒီကအပေါက်သေးသေးလေးတွေကနေပြီးတော့ပဲရေရအဲအထဲမှာထည့်ထားတဲ့အရေကစိတ်ဝင်စိတ်ထွက်လာရပေါ့နော် အဲ့ဒါကြောင့်မို့လို့အထဲမှာရှိတဲ့အရေကအပြင်ကလေနဲ့တိတ်ပြီးမထိတွေ့တော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့သူကအပူလည်းအပူထိန်းတာပဲဖြစ်ဖြစ်အေးအေးကိုထိန်းတာပဲဖြစ်ဖြစ်ခုနအဖြူလေးထပ်ပို့ပြီးတော့လဲခံတယ်အဲပို့ပြီးတော့ကြာကြာခံတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကတော့အဲနည်းမြတ်သုံးနေတယ်ဟာဒါလေးကတော့480 ml ပဲစံတယ်သူကတော့ပြန်မြအဖြစ်ဈေးနှုန်းဆိုလို့ရှင်တော့အဲဘတ်600ဝန်းကျင်မှာရှိတယ်ဘတ်600ဆိုတာကနည်းမြတ်ခုနပြောသလိုပဲ supplier fees တွေပြည်တွင်းပို့ကတွေအဲနိုင်ငံကျော်ပြီးပို့ းကားတွေဒါတွေဘာမှမပါသေးဘူးပေါ့နော်အဲ့တော့ဒါကသူပစ္စည်းပို့ပြီးပဲတစ်ခါလေးဈေးလျှော့လို့ရှိရင်တော့900ကျော်ကျော်နဲ့လဲရတတ်တယ်ပေါ့နော်အဲ့တော့ဒါလေးကတော့မစိုးဘူးသုံးရတာအဲအလေအလတ်ပေါ့လေအဲ့တော့နည်းမြတ်နောက်ဆုံးအကြိုက်ဆုံးဟာကိုပြောပြမယ်အဲ့တော့ဈေးနှုန်းပြန်ရှင်ပြောရမယ်ဆိုလို့ရှိရင်ဒါလေးက900ဝန်းကျင်ဒါလေးက600ဝန်းကျင်တိတ်တော့မကွာဘူးဒါပေမဲ့ဒါလေးကျတော့ယောက်ျားလေးတွေသုံးလို့အဆင်မပြေဘူးသူကယောက်ျားလေးကာလာတွေမထွက်ဘူးအဲယောက်ျားလေးကာလာတွေထွက်တာကတော့ဒီဟာမှာပဲထွက်တယ်ပေါ့နော်အဲ့တော့ဒီဟာတွေကိုများသောအားဖြင့်အသုံးများတာတော့ကျောင်းလူ ကျောင်းသားတွေပြီးတော့ယုံသမားတွေရတော့အသုံးများတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အာအလုံးလုံးပြီးရင် digital သမားတွေပေါ့နော်။နေရာထိုင်နေရာနေ coffee ရ coffee ဖြစ်ဖြစ်တစ်ခုခုပေါ့နော်။အမြဲတောက်ဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ဒါတွေကိုတကယ်ကြိုက်ပြီးတကယ်သုံးကြမှာပေါ့နော်။အဲ့အတွက်ကြောင့်မလို့နမဲ့ကိုယ်တိုင်လည်းအမြဲတမ်းသုံးပြတဲ့ပစ္စည်းဖြစ်တဲ့အတွက်အာအခုကိုသုံးပြီးတော့ကြိုက်တဲ့ဟာလေးတွေကိုပြန်ပြီးတော့ပြဝေးရပါပေါ့နော်။အဲ့တော့နောက်ဆုံး the less ပေါ့เนาะအကြိုက်ဆုံးပေါ့เนาะဒါကတော့ Stanley Cup ပါ Stanley ကတော့သူက US ပေါ့เนาะ US အာ US က brand ပေါ့နော်တကယ်လဲကောင်းပြီးတော့ worldwide လဲ trending ဖြစ်တဲ့အာအကုန်လုံး celebrity တွေကအစာကင်ကြတဲ့ဒီစိတ်ပေါ့နော်သူကကြတော့ဈေးနှုန်းအဖြစ်ဆိုလို့ရှိရင်တော့နှစ်သိန်းကအောက်ထက်ပဲနှစ်သိန်းအောက်ကိုတော့อืมတော်ရုံတန်ရုံဆေးမဟုတ်လို့ရှိရင်တော့မရနိုင်ဘူးထင်တယ်ဒါကနည်းဟာကအဲ30 ounce 30 ounce ဆိုတော့သူက 887 mil ပေါ့နော်887 mil ရှိတယ်အာသူကပိုက်နေလာတယ်ပြီးသွားလို့ရှင်ထိတ်ကခွက်ကူဟိုဟာတွေလိုမျိုးတစ်မျိုးတည်းမဟုတ်ဘူးသုံးမျိုးပြောင်းပြီးသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့အာနည်းမအတွက် အကြိုက်ဆုံးပဲအအေးအခန့်ဆုံးပဲသူရဲ့အဲဒါတွေဆိုလို့ရှိရင် तू ကအာမခံအာမခံဆိုတာအဲ तू website မှာကဒါဘဏ္ဍာရေးအအေးခံပါမယ်ဘာညာမပါဘူးပေါ့နော်ဒီဟာတွေကြတော့ तू ကအေးဆိုလို့ရှိရင်9နိုင်ခံတယ်ရေခဲတုံးဆိုလို့ရှိရင်နိုင်40ခံတယ်ပေါ့နော်အဲ့တော့ Stanley ရဲ့ cup တွေက10 ounce ရှိရယ်20 ounce ရှိရယ်နည်းနည်းသုံးတဲ့30 ounce ရှိရယ်40 ounce ရှိရယ်60 ounce ရှိရယ်အဲ့တော့အမျိုးမျိုးပေါ့နော်40 ounce အထိအားဒီ ား gap holder အတွက်အဆင်ပြေအောင်ဖင်လေးကိုအလိုလုပ်ပေးထားတယ်60ရတော့မပါတော့ဘူးပေါ့နော်အဲ့တော့သူက ounce တွေတိုးလာရင်တိုးလာတယ်လို့အပူခံတဲ့နှုံးကလည်းပို့ပြီးတော့ကြာကြာခံတဲ့အပူအေးပေါ့နော်အဲအေးခံတဲ့နှုံးကလည်းပို့ပြီးတော့ကြာလာတယ်ပေါ့နော်နည်းမဟာတော့အေးဆိုရင်9နိုင်အရေခဲတုံးဆိုလို့ရှင်နိုင်40ခံတယ်ပေါ့နော်အဲ့တော့ဒါလေးကအာနည်းမအကြိုက်ဆုံးပဲသူကတော့887 ml ဆိုတော့ဒါဒီဒီဟာထက်ဆိုလို့ရှင်နှစ်ဆနီးပါးလောက်စမ်းလာ ပေါ့เนาะအဲ့ဒါပြီးသွားရင် तू ကတော့အဖုံးဒီတိုင်းပဲဖွင့်တယ်ဟိုလိုမျိုး lock တွေဘာကြီးတော့မပါဘူးအာ lock မပါဘူးဒါပေမဲ့သူ့ရဲ့ခေါင်းတုံးတဲ့ပုံစံအသုံးမျိုးတုံးလို့ရတယ်ဒါပေမဲ့သူဒါပိုက်ကတော့အငြင်းအေးတောက်တဲ့လူတွေပေါ့เนาะပြီးသွားလို့ရှိရင်အဲဒီဒီဒီခေါင်းလေးကိုမျိုးစုံပြောင်းပြီးတော့သုံးရတာပေါ့เนาะအဲ့တော့ဒါလေးကအဲ့တော့ဒါဆိုလို့ရှိရင်အာဒီတိုင်းမောတောက်ဖို့အတွက်ပေါ့เนาะ မောတောက်ဖို့အတွက်အဲဒါလေးကိုအောက်ကဟာလေးကိုညှက်ပြီးတော့လှည့်လိုက်အောင်မယ်ရုံမသွားခင်ကော်ဖီထည့်ဝါပြီးတော့အဲလမ်းမှာထုတ်ပြပိုးတွေတဲတဲ့စောင်းမယ်ပြုမယ်ဆိုလို့ရှိရင်ဒီဘက်ကိုအသေး lock လုပ်ထားလိုက်လို့ရှိရင် လုံးဝမဖိတ်တော့ဘူးပေါ့နော်ဒီဟာတွေကတော့ဖိတ်နိုင်တယ်အဲ့တော့ဒီလို lock လုပ်ပြီးတော့လဲသူကတဲသွားလို့ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဆိုတော့နမက်ကဒီ Stanley Cup ကတော့အာနမက်ဒီ၃ခွက်ထဲမှာအကြိုက်ဆုံးပဲအဲ့တော့အကြိုက်ဆုံးပဲဆိုတာလဲဈေးရလဲကွာတယ် အာပြီးတော့ brand လေးကွာတယ် performance လေးကွာတာပေါ့နော်အဲ့လိုဆိုတော့ဒါမဲ့အမ်ဒါလောက်တုံးပြီးတော့မခံဘူးဆိုတဲ့ဟာတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒီ Stanley ကြတော့တကယ်ကိုအေးအကြာကြီးခံပြီးတော့တကယ်တုံးလို့အရန်ကောင်းတယ်အဲ့ဒါကတော့နည်းမြတ်ဒီဟာလေးတွေရဲ့ comparison လေးပေါ့နော် Okay အဲ့ဒါအပြင်နည်းမြတ်ဒီ video လေးထဲမှာထပ်ပြီးပြောပြချင်တာနည်းမြတ်တို့ Tumblr တွေကိုပို့ပြီးတော့အေးကြာကြာခံပြီးတော့ပို့ပြီးတော့ကောင်းကောင်းလေးအေးကိုထိန်းထားစေချင်တယ်ဆိုလို့ရှိရင်နည်းမြတ်တို့တွေအဖုံးကိုဖြုတ် ဒါတွေအကုန်လုံးအဖုံးကိုဖြုတ်ပြီးွားရင်ဒါက double layer တွေပေါ့နော်အလဲမှာ vacuum ပါတယ်အဲအကြောင်မို့လို့အေးအေးကိုပူထေးနိုင်တာအဲဒီလိုတွေဖြုတ်ဖြုတ်ပြီးတော့ဒီဖင်ကိုပဲညကလေးကရေခဲတက်တာတွေကိုထည့်ထားထည့်ထားပြီးတော့မနဲ့ကြတော့မှအေးတွေထည့်သွားလို့ရှိရင်ပို့ပြီးတော့အေးကိုကြာကြာထိနိုင်ပါတယ်အဲ့ဒါကတော့ template သုံးတဲ့လူတွေရဲ့ tips ပေါ့เนาะအဲ့ဒါလေးကတော့အေးအေးကြာကြာထိနိုင်မှုပါအဲ့တော့နမရဲ့ဒီဗီဒီယိုလေးကတော့ Tumblr ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအသုံးဝင်မယ်လို့ထင်ပါတယ်အဲ့တော့နမရဲ့ဒီနေ့အာနမရဲ့သုံးပြီးတော့ကြိုက်သွားတဲ့တဲကဆိုလို့ရှိရင်ဒါလေးတွေက lock and lock ရဲ့ Stanley ရဲ့ပေါ့เนาะအဲ့ဒါအပြင်တခြား brand လေးတွေလည်းနမရဲ့သုံးဖူးတယ်ဒါပေမဲ့သူ့ရဲ့ price and performance ဆိုလို့ရှိရင်တော့သူ့ဟာလေးနဲ့သူတော့ကောင်းကြပါတယ်အဲ့တော့ကိုနိုင်တဲ့ အမောင့်ထဲကနေပြီးတော့အဲ့ဒီပစ္စည်းကိုအဲ့လိုမျိုးရွေးချယ်ပြီးသုံးရမယ်ဆိုလို့ရှိရင်တော့အဲနာမည်ကတော့ဒီ lock and lock လဲကြိုက်တယ် stanley လဲကြိုက်တယ်ပြီးတော့နာမည်ကြိုက်တာနောက်တစ်ခုရှိသေးတယ်အဲ့ဒါကတော့ tire so ပေါ့နော် tire so လဲသူ့ပေးရတဲ့ဈေးလေးနဲ့ပြန်ရတဲ့ quality လေးလဲ fair ဖြစ်တယ်လို့နာမည်ကတော့ထင်ပါတယ်အဲ့တော့ အဲ့ဒါလေးတွေကတော့လည်းမဒီနေ့ကလည်းရွေးချယ်သွားတာတော့ lock and lock ရဲ့ Stanley ရဲ့ပြီးတော့ tire suit လေးလည်းမစိုးဘူးလို့ပြောတုံ့တက်ရပါတယ်အဲ့တော့လည်းဒီ video လေးကအဲ template ကြိုက်တဲ့သူတွေတောင်မှ template ကိုဘယ်လိုမျိုးရွေးချယ်ရမလဲဆိုပြီးတော့စဉ်းစားနေတဲ့သူတွေအတွက်အသုံးဝင်မယ်လို့ညွှန်လင်းပါတယ်ဒါပေမဲ့နောက်ထပ်လည်းကိုကိုတိုင်းသုံးပြီးတော့အဲ့လိုမျိုးလေးကိုကြိုက်တာလေးတွေကိုမကြိုက်တာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလည်းလည်းထပ်ပြီး video လေးတွေလုပ်ပေးပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ် bye bye